ဟယ်လိုမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေအခုကတော့ကျွန်တော်နေရတနေရကန်းချေတနေရရောက်နေပါလေဆိုတော့အတိုင်းမှာတခုထူးခြားတာကကျွန်တော်ဘယ်နေရာသွားသွားထူးခြားမှုတခုလေးပေါ့နော်အတိုင်းမှာပုံမှန်ကိုမြင်တွေ့နေရတဲ့အရာတခုရှိပါလေ ubiquitous something that is ubiquitous in thailand ပေါ့နော်အဲ့ဒါကတော့ဒီလိုမျိုးလေးပဲဖြစ်ပါတယ်โอเคဒီဒီပန်းလေးဒီပန်းဟိုကဒါတကတော့အစစ်ပေါ့နော် ်အကတော့တကယ် real plant or flower ဖြစ်ပါတယ်ဆိုတော့အစစ်နဲ့တွဲပြီးတော့အမြင်ရှိနေတာတော့တူဖြစ်ပါတယ်အခုကတော့ဒီမှာမြင်နေရလဲဒါပဲဖြစ်ပါတယ်ဒါအတူပေါ့နော်ကွန်နဲ့လောက်ထားတာဆိုတော့အဲ့ဒါကိုဘယ်လိုခေါ်လဲ English လို့ဘယ်လိုခေါ်လဲဆိုတော့ artificial လို့ခေါ်တယ် fake လို့မခေါ်ပါဘူး fake လို့မပြောပါဘူး artificial လို့ပြောတယ်ဘာလို့ကြည့်လိုက်ရင်ဘန်းနဲ့တကယ်တူတယ်တဒန် ship ကတူတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်း तू ကအစ်စ်မဟုတ်ဘူးဆိုတော့ ဲ့ဒါကို artificial လို့ခေါ်လို့ရပါတယ်။ဘာဒီမှာဆို artificial trees artificial အမှအခုကျွန်တော်တို့ခေါ်ခေါ်နေတဲ့ AI AI ဆိုတာက artificial intelligence တကယ် intelligence ကအဲတက်ရှိကနေလာတာကိုတိုးတော်လဲပဲအဲ့ဒါကဒီလူတွေကနေလာတာမဟုတ်ဘူးဆိုတော့အဲ့ဒါကြောင့် artificial intelligence လို့ခေါ်တာဆိုတော့ဒါကလည်း artificial flowers artificial plants လို့ခေါ်လို့ရတယ် fake လို့ခေါ်လို့မရပါဘူးเนาะ ဲ့တော့ artificial waterfalls เนาะရှိရှိနိုင်ပါတယ် okay ဆိုတော့ AI ကလည်းအဲ့ဒီကနေလာတာဖြစ်ပါတယ်ဆိုတော့စိတ်ထဲမှာဓာတ်လေးပေါ်လာလို့အဲ့ဒီစကားလုံး artificial ဆိုတဲ့စကားလုံးလေးကို share ပေးတာဖြစ်တယ်နောက်တစ်ခုနောက်တစ်ခုသူနဲ့စင်တူတဲ့စကားလုံးကတော့ counterfeit လို့ခေါ်တယ် counterfeit ကလည်းအတူပဲဆိုတော့ fake လို့မျိုးပေါ့နော်ဆိုတော့ the synonym တွေဆိုရင် counterfeit လည်းရှိမယ် fake လည်းရှိမယ်ဆိုတော့ artificial ကတော့တော်တော်လေးကိုလှပါတဲ့စကားလုံးဖြစ်လို့ကျွန်တော်ဝင်ပြပေးလိုက်ပါတယ် okay so thank you for watching